အားလုံးမင်္ဂလာပါကျွန်တော် Chelsea for ရဲ့ပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ Arsenal နဲ့လည်းနန်းနာပြီးအဖြစ်ရှင်ပြန်ကစားသွားတယ်ကျွန်တော်တို့ Chelsea ကတယောက်ရောတိတိုင်အောင်ဒီဓမတ်ကိုရယူနိုင်ခဲ့တယ်ပေါ့နော်ပွဲပြီးတဲ့အခါမှာ Wonder ဆိုတဲ့ရလနဲ့ပြီးသွားတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုနဲ့တူတူ ပွဲပြီးအမြင်လေးတွေခံစားချက်လေးတွေပြောခြင်းတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲကတော့တယောက်ရောတဲ့အဒီထားကပဲချင်းဝင်ရှာကိုပြောင်းသွားစေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့တယောက်မရောခင်အချိန်တော်တွင်တုန်းကချယ်ဆီဟာအာဆင်နယ်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့တယ်အခွင့်အရေးတွေလည်းရားခဲ့တယ်လို့ပြောနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာပြောစရာရှိတာကပါလဲဆိုတော့ဝက်ဆက်ကန်စီတို့အနေနဲ့တိတက်ပို့ပြီးတော့ ဟိုကောင်းခဲတင့်တယ်ပေါ့နော်တရက်ပို့ပြီးတော့ဒါစင်စင်ချင်းချင်းကစားခဲတင့်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒါက WhatsApp ကန်စီတို့ကိုကျွန်တော်အပြစ်တင်တာမဟုတ်ဘူးဝေဖန်တာမဟုတ်ဘူးကျွန်တော်မြင်တဲ့အမြင်လေးကိုပဲပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့အာဒီနေရာမှာ तू က main road အနေနဲ့ကစားနေတဲ့ကစားသမားတယောက်အနေနဲ့တိတက်ပို့ပြီးတော့စင်ချင်းတို့တရားပို့ပြီးတော့ရှိတင့်တယ်မြင်တင့်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် तू သာတကယ်လို့အနိကမထုတ်ခင်ရဘူးဆိုရင်ကျွန်တော်တင်းဒီနေ့ပွဲမှာ9 9နဲ့ဆိုတော့ခန်းစားချက်မျိုးပွဲပြီးရဲ့ခါမှာရှရတယ်ပေါ့နော်ဆိုတော့ ဟိုဘလိုပဲဖြစ်ဖြစ်ကျွန်တော်အသင်းနေတဲ့ဒီနေ့ဘုမအကောင်းဆုံးပဲတုံ့ပြန်နိုင်ခဲ့တယ်ဆိုတော့ဒီနေ့မှာ XK ကကြလာကကျွန်တော်ရဲ့အသင်းကောင်းဆောင် risk chain ဖြစ်တယ်ပေါ့နော် risk chain ကဒီ mosaic ကန်စီလိုမပါတဲ့ကွင်းလေကိုကောင်းကောင်းကိုထင်ကြုံသွားနိုင်တယ်သူအနေနဲ့၃ရောက်ဆောင်လောက်ကိုအလုံးလုံးခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ Anso Fernandez ကလည်းဘာမှမလုပ်နိုင်တဲ့အခါမှာသူအနေနဲ့ defender ရော attacking ရောတစ်ခုတစ်လုံးကိုဘေးလမ်းမြတ်မြတ်အာကစားသွားတယ်ပေါ့နော်တကယ်ကို master class လို့ပြောလို့ရတယ်ဆိုတော့ဘလုံးကိုလက်ခံတယ်ပြီးရင်ဘလုံးကိုဖြန့်ဝေတယ်ဆိုတော့ဒီဖြန့်ဝေတဲ့အပိုင်းတွေမှာဆိုရင်လည်းဒါ တော်တော်ကိုမှန်တယ်တိကျတယ်လို့ပြောလို့ရတယ်။လောင်းပတ်တွေပေးတဲ့အခါမှာတကယ်ကိုမာစလာကလပ်ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီညမှာကျွန်တော်ပြောချင်တာတစ်ခုပဲရှိရပေါ့နော်။နောက်တစ်ချိန်ကျဂျူလီယန်တင်ဘာနဲ့မနိုင်ရှင်ဖို့ကျွန်တော်ပြောချင်တယ်ပေါ့နော်။ဒါကဂျိန်းကို respect မရှိရကြတယ်။ဒီဒီပွဲမှာဆိုရင်ဂျိန်းကပါလဲဆိုတာခင်ဗျားတို့မြင်တဲ့အတိုင်းပဲပေါ့နော်။ဆိုတော့ဒါကြောင့်မို့နောက်တစ်ချိန်ကျွန်တော်ဂျူလီယန်တင်ဘာနဲ့မနိုင်ရှင်ပါနဲ့။ဆိုတော့ ဘာကြောင့်ပြောမယ်ဆိုရင်ဒီတယောက်หนีသွားတဲ့အနေအထားမျိုးမှာနည်းနည်းလေးတော့စိတ်ပူသွားရတယ်စိတ်ပူသွားရရဲ့ဆိုတာကနီးပြားကဒီတိုးစင်ကိုဆွဲထုတ်လိုက်တဲ့အမြင်ကွင်းလေးကိုကျွန်တော်မြင်လိုက်တာပေါ့နော်ဆိုတိုးစင်သာပါလာမယ်ဆိုရင်တို့တင်းနေတဲ့သွားပြီဆိုတဲ့ခန်းစားချက်မျိုးရတယ်ပေါ့နော်ဒါပေမဲ့နီးပြားကဟိုဘယ်လိုပြောမလဲ decision မှန်မှန်ချနိုင်ခဲ့တယ်သူပြောလို့ရတယ်ပေါ့နော်ဒုတိယပိုင်းမှာဆိုရင်ကာနာချိုတို့ ထည့်လိုက်တယ်အစီပေါင်းဖြုတ်လိုက်တယ်ပေါ့နော်ဒီအနေထားကလည်းမဆိုးဘူးလို့ပဲပြောရမှာပေါ့နော်ကျွန်တော်တို့ဒါပွဲပြီးတဲ့အခါမှာအစီပေါင်းသာပါခဲ့ရင်အစီပေါင်းသာရှိနေသေးရင်ဆိုရဲအတွင်းမျိုးရှိပေမဲ့သူ့အနေနဲ့ဒီဆုံးဖြတ်ချက်ကမှန်ကန်ခဲ့တယ်လို့ပဲပြောချင်တယ်ပေါ့နော်ဆိုတော့တခုပဲရှိတယ်ပေါ့နော်လီယန်ဒီလက်ကိုထည့်လိုက်တဲ့အချိန်တွေကတော့တိတ်ပြီးတော့မကြိုက်ဘူးလီယန်ဒီလက်အနေနဲ့ဘာမှမလုပ်နိုင်ဘူးပေါ့နော်ဘလုံးကိုတိတ်ပြီးတော့ကင်ထားနိုင်တာမျိုးမရှိဘူးဒါပေမဲ့ သူ့ရဲ့အားသာချက်ကပါလဲဆိုတော့ဒီနောက်တန်းနေချာမှာတော့တော်တော်လေးကိုအလုရှုပ်စေတယ်လို့ပြောလို့ရတယ်ဆိုတော့အာဆနယ်ရဲ့နောက်တန်းနေချာမှာအလုလုပုံလေးမဆိုးဘူးလို့ပဲပြောရမှာပေါ့နော်အသင်းပေါ်တွေနဲ့ချိန်ဆက်ကစားရမှာတော့အားနည်းချက်လေးတွေရှိသေးပေမဲ့ဒီရန်ဒီလက်ဟာတစ်ချက်ပို့ပြီးတော့တိုးတက်လာအောင်ပဲကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတော့ ဒါလေးကိုတော့ကျွန်တော်ဒီပြားလူစားလေးလိုက်ကြတယ်မကြိုက်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပြောထုတ်ခံလာတဲ့အခါမှာတော့နီးပြားရဲ့ viewer ကပြောင်းကိုပြောင်းသွားတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်ဒီမလောက်က store က overlapping လိုက်ပြီးတော့ hybrid ကြီးလုံးဝတင်ကစားရတာကနေပြီးတော့ rifle ဘက်အပြည့်ကိုကစားစေတယ်ဒီ defense ကိုပို့ပြီးတော့အပြုတ်စေတယ်ပေါ့နော်ဒါကြောင့်မို့လဲဒီ လိုရုံးနဲ့မာတီနယ်လီတို့ကဘာမှမလုပ်နိုင်လို့ပဲနဲ့ဟိုတိုင်ပက်သွားတဲ့အနေအထားမျိုးပေါ့နော်နောက်ပိုင်းမှာမာတီနယ်လီကိုလဲလဲရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့မာရီယိုကေးဝင်လာတဲ့အခါမှာလည်းဒီမာလိုကက်စတိုမကျော်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ရီဇိန်းကလည်းနည်းနည်းလေးပြန်ကူတဲ့အနေအထားမျိုးမှာဒီဘက်တောင်ပိုင်းတစ်ဖက်ကလုံးဝကို တည်သွားတယ်သူတို့အနေနဲ့ဒါဘူကာယိုဆာကာဘက်ကပဲထုတ်ဖောက်เสียရှိတယ်ပေါ့နော်ဒီဘက်မှာအာဆင်နယ်ရဲ့အလိုလိုပုံကလည်းအားနဲ့ချက်တွေအများကြီးရှိခဲ့တယ်လို့ပြောလို့ရတယ်သူတို့အနေနဲ့ဒီဆက်ပီဒီဆက်ပလေးကိုပဲကောင်းထဲမှာရှောက်နေတဲ့သဘောမျိုးကိုတွေ့ရတယ်ဆိုတော့ဒီနောက်တန်းပိတ်ထားတဲ့အနီတားမျိုးမှာအလေကျော်ကမဖောက်ဘူးပေါ့နော်ဒီတောင်မန်နေကပဲဒီခရော့တွေတင်မယ်ဆိုတော့ အတွေးမျိုးပဲရှိနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်သူကဘူကာဟုဆောက်ဘက်ကိုပဲဘလုံးပေးတယ်ဘူကာဟုဆောက်ကခရော့ထောင်တယ်မထောင်ရင်လည်းကျွန်တော်ကန့်အင်ဆိုင်ပြန်ဝင်ကန်မယ်ပေါ့နော်ဒီနေသားမျိုးကိုခင်းတဲ့နေသားမျိုးမှာကူရီလာရဲ့အိတ်ကက်ထဲမှာပဲဘူကာဟုဆောက်ကပျော်ပျော်ပျော်ပဲနေလိုက်တော့တယ်ပေါ့နော်ဘူကာဟုဆောက်ကနေနဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးလို့ပြောလို့ရတယ်ကန်လိုက်တဲ့အလုံးလေးကလည်းဒါမိုးပေါ်ထောင်သွားတယ်ပေါ့နော်ဒါလည်းကျွန်တော်တို့အတော်တာတတ်တတ်ရရခဲ့တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒီပွဲကတယောက်ရောတဲ့အနေအထားမျိုးမှာတောင်မှတမတ်ရယူနိုင်ခဲ့တဲ့ဆိုတာကချစ်ကျူးရမယ်ပေါ့နော်။ကျွန်တော်နီးပြအဖွဲ့ဝင်တွေကကစားသမားတယောက်ချင်းစီရောပေါ့နော်။သူတို့ရဲ့အလိုလိုပုံစူးစမ်းပုံ အော်ဘယ်မှာတယောက်ရောတော့တောင်မှအစိတ်အထက်တန်မှုကအပြည့်ရှိသေးတဲ့ နေထားမျိုးတွေမြင်ရတာကကျွန်တော်တို့ချက်စီကိုရင်နှုန်းကချက်စီကိုပြန်မြင်ရတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ဒီနေ့ဘက်မှာဆိုရင်တရားရုံးတိတန်အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်ပေါ်ပြီးတဲ့ခါမှာနောက်ထပ်အတွေ့တစ်ခုဝင်လာတာကဘာလဲဆိုတော့ကျွန်တော်တို့အသင်းနဲ့တာလူလူသားစုံမယ်ဆိုရင် ပေါ့နော်ကိုဘမတယောက်သာပြန်ပါလာမယ်ဆိုရင်ဘယ်အသင်းမှကြောက်စရာမလိုဘူးဆိုတဲ့အတွေ့မျိုးလဲရတယ်ပေါ့နော်ဆိုတော့ဒါတော့ဟိုရှေဘူးရဆန်နေဆိုပေမဲ့လည်းအာဒီဒီတယောက်ရောအနေထားမျိုးနဲ့ရှင်ပြိုင်တိုက်ခိုက်သွားတဲ့ အချက်စီရဲ့ပုံစံကပေါ့နော်ပြောရရင်ဒါချက်စီဖန်တယောက်မို့ပြောတာမို့ကျွန်တော်တိုက်တဲ့ကိုနနာတဲ့ထက်ကိုထဲရမယ်အနေထားမျိုးရောက်သွားပြီလို့ကျွန်တော်တော့မြင်နေပေါ့နော်ဒီဘက်မှာချီကျူးရမယ်ကစားသမားတွေကအများကြီးပဲဆိုပေမဲ့ကျွန်တော်အထူးသဖြင့်ဒါချီကျူးကျင်တာကတော့နောက်တန်းနဲ့ကိုသမားကိုပဲကျွန်တော်ချီကျူးကျင်တယ်ဆိုတော့နောက်တန်းကကစားသမားတွေကလည်းဒီဘက်မှာဆိုရင်ကောင်းလာပါပြီဆိုတဲ့ဆက်ပလေးကောင်းလာပါပြီဆိုတဲ့အာဆင်နယ်ရဲ့ဆက်ပလေးတွေကိုကောင်းကောင်းကြီးထိန်းချုံသွားနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ချာလိုပါရောဒီဝက်စလီဖူဖာနာရောပေါ့နော် အကောင်းဆုံးတွေ့မြင်နိုင်ခဲ့တယ်ခြားလို့ပါဆိုရင်တကူတောင်တွင်းနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့သူ့အတွက်လည်းဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေပဲဖြစ်တယ်ဆိုတော့ကိုသမားကလည်းပြောစရာရှိတယ်ပေါ့နော်ကိုသမားကလည်းဒီနေ့ပေါ်မှာဆိုရင်တကယ်မော်ဝင်နေတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့အကောင်းဆုံးဟိုကာကွယ်မှုတွေ၃၄ချိန်လောက်ထိလုံသွားနိုင်ခဲ့တယ်ဆိုတော့နောက်ဆုံးလုံးဆိုရင်ကျွန်တော်တို့ဟိုအနာခံပြီးတော့ကိုကာကွယ်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုလုံးမျိုးရတော့ဟိုတိုင်ရအနည်းမ ပေးတဲ့အခြေအနေကလည်းနည်းနည်းတော့နားလည်ရခက်တယ်လို့ပြောလို့ရတယ်အဲတကယ်ဆိုရင်ဒီနေသားကဟိုကိုယ်သမားတစ်ခုခုဖြစ်သွားနိုင်တဲ့အနေသားမျိုးဖြစ်တယ်ဒါပေမဲ့တိုင်ကတော့အဝါပဲဟိုပြသွားတယ်ပေါ့နော်စီတီအန်တိုနီတေလာဂရုံးကလည်းဘယ်လိုပြောမလဲတက်စီတွက်ဆိုရင်ဘယ်တော့မှကောင်းကျိုးမပေးတဲ့တိုင်ဖြစ်တယ်ပေါ့နော်ဆိုတော့သူပါလာတယ်ဆိုရင်ရှုံးရင်ရှုံးမရှုံးရင်ကျွန်တော်တယောက်หนีတဲ့အနေသားမျိုးတွေကအများရန်ကြုံရတယ်ပေါ့နော်ချက်စီတွက်ကမကောင်းခဲ့ဘူးလို့ပဲပြောရမှာဖြစ်တယ် ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့ပွဲကတော့အပေါင်းလက္ခဏာဆောင်တဲ့အရာတွေများတဲ့အတွက်ကျွန်တော်တို့ကျင့်နေရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နောက်ပွဲတွေကိုပဲဒါအာယုစိုက်ဖို့လိုတယ်ဆိုတော့ဒီနေ့မှာဒီကန်ဆီရိုတိုက်ရအနေဖြစ်သွားတာကြောင့်ကျွန်တော်တို့၃ပွဲလောက်တော့ဒီကမ္ဘာပေါင်းရှင်ပြိုင်ခွင့်ရမှာမဟုတ်ဆိုတော့ဒီချိန်ဒီမှာနည်းနည်းပေါင်းစင်တွေကလည်းရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့အသင့်တော်တော်ထွန်းနှက်ချက်ကကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်နည်းနည်းလေးစိတ်ပူစရာမရှိတာက ဟိုအသင်းကြီးတွေနဲ့မတွေ့ရတဲ့အနေအထားမျိုးကနည်းနည်းတော့ဟိုတက်တရာရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့အသင်းဟာတယောက်ယောက်ရဲ့အနေအထားမျိုးမှာတော့မှအကောင်းဆုံးတွန့်ပြန်နိုင်ပြီးတော့အဖို့တန်တမတ်ကိုရယူနိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ကျင်နေရမှာလို့ပဲပြောချင်တယ်ပေါ့နော်ဆိုတော့ညီကတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကတို့အမြင်လေးတွေခံစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြန်မှာပြန်တွေ့ပါမယ်